်မင်္ဂလာပါရှင်ဒီနေ့အတွင်းကြကြလည်လာတုံးတက်မှုအစီအစဉ်ကနေကြိုးဆိုပါရယ်မင်္ဂလာပါခင်ဗျာဒီနေ့ကတော့လေအတိတ်ကိုတစ်ချက်ပြန်ငုတ်ကြည့်တဲ့သဘောမျိုးပေါ့ထောင်ဝင်း1923ခုနှစ် British Burma Kick အုပ်ချုပ်ရေးအစီအစဉ်ခန်းစားတစ်ခုကို အတူတူလည်လာကြည့်ကြမှာပါဟုတ်ကဲ့ဒီအစီအစဉ်ခန်းစားကအဲ့ဒီအချိန်ကမြန်မာနိုင်ငံရဲ့အခြေအနေရရကိုအစိုးရကိုယ်တိုင် မတန်တင်ထားတဲ့တရားဝင်မတန်ဆိုတာအတော်လေးတန်ဖိုးရှိပါတယ်ဟုတ်ပါတယ်အထူးသဖြင့်အဲ့ဒီ kick ကကမ္ဘာစည်းဝါးပြက်ကတ် ရဲ့တာငါမြန်မာပြည်ကိုဘလောက်အထိရိုက်ခတ်ခဲ့သလဲအဲလူမှုဘဝတွေအုတ်ချုပ်ရေးတွေအဲ့ဒါတွေဘလို့ရှိနေခဲ့သလဲဆိုတာကိုပေါ့နော်ဒီအစီရင်ခံစားတဲ့ကအချက်လက်တွေကနေတဆင့်ပြန်ပြီးပုံဖော်ကြည့်နေတာပါအဲ့ဒီခေတ်ရဲ့ snapshot တခုဖမ်းကြည့်တဲ့သဘောမျိုးပေါ့လေဟုတ်ပါတယ်ဒီအစီရင်ခံစားကအဓိကအပိုင်းကြီးကပိုက်ခွဲလို့ရပါတယ်ပထမပိုင်းက အဲ့ဒီတနစ်တာအတွင်းကအဖြစ်ပြက်တွေကိုချုံးကုန်ပြီးတော့တုံးတက်ပြထားတယ်။อืมอืมဒုတိယပိုင်းမှာကျတော့ခါနာအလိုက်ပေါ့။မြေယာကိစားအုတ်ချုပ်ရေးကာကွယ်ရေးဂုံထုတ်လုံးမှုနဲ့ဖြန့်ဖြူရေးဗန္ဒာရေးအဲကျမ်းမာရေးပညာရေးစသဖြင့်အသေးစိတ်အခြေအနေတွေကိုဖော်ပြထားတာပေါ့။ဒီနေ့တော့ဒီတက်ကအဓိကကြတဲ့အကြောင်းအရာတွေကိုရွေးပြီးဆွေးနွေးသွားကြမယ်လေ။ကောင်းပါပြီ။ဒါဆိုပထမဆုံးစီးပွားရေးနဲ့မြေယာအခြေအနေနဲ့စလိုက်ကြအောင်လား။ အဲ့ဒီတောင်းတကုံးစက်နှစ်33ကစိုက်ပျိုးရေးခြင်နီကဘလိုမျိုးရှိခဲ့ပါဒလဲအဲ့ဒီနှစ်ကလည်းကောက်ဘဲတီနန်အထွတ်နှုံးကတော့ရေပြူအဖြစ်မဆိုးဘူးကောင်းတယ်လို့ဆိုရမယ်အထူးသဖြင့်အဓိကတီနန်စပါပေါ့ဟုတ်ကဲ့ဒါမှလည်းပြဿနာကြီးကဈေးနှုန်းနေပဲဟိုကဘာစည်းဝါပြတ်ကတ်ချင်းကြောင့်လဲစပါးဈေးအပါဝင်တီနန်ဈေးတွေကအစိုးရဆုံးထီကိုထူးကြသွားခဲ့တယ်အော်ဈေးတွေအဲ့လိုကျသွားတော့လယ်သမားတွေတော့တော်တော်အကျက်ရိုက်မှာပဲနော် အစိုးရဘက်ကတော့ဗားရင်များလုတ်ပေးခဲ့တယ်လေဟုတ်အစိုးရတော့ဒီလေယာစီဝါရေးကြဆင်မှုကိုတည်တော့မိခုံတွေကိုရှော့ပေါ်ပေးခဲ့ရပါတယ်ဒါပေမဲ့အဲ့ဒါကလည်းလေဓမ္မတွေရဲ့ဒုက္ခကိုအပြေဝတော့မကုစားနိုင်ခဲ့ဘူးပါလေငွေကြေးအခက်ခဲကြောင့်လေဓမ္မတော်တော်များများကသူ့တို့လုတ်ကင်နေတဲ့လေယာမီတွေကိုလတ်လွတ်ဆုံးရှုံးခဲ့ကြရတယ်အဲ့ဒီမီယာလက်လွတ်ဆုံးရှုံးမှုဆိုတာကဘလော့ထိများခဲ့တယ်လေမတန်းနေမှာပါလားပါပါတယ် အစီရင်ခံထားရဆိုရင် အောက်မြန်မာပြည်မှာပေါ့လေလေယာလုံကန်တိုက်ရိုက် မလုတ်ကင်တဲ့သူတွေဆိုလိုတာကငွေတို့ချေစားသူတွေကုန်သေးတယ်။ဟောမြေပိုင်ရှင်ကြီးတွေလိုလူတန်းစားတယ်။ non agricultural ဆိုလိုတုံးလုံးထားတယ်။သူတို့ပိုင်ဆိုင်တဲ့လေမြေအချို့အစားက47.5လေပကာရာသီအထိကိုတတ်လာခဲ့တယ်။အိုးတော်တော်များတာပဲနော်။ဟုတ်တယ်။ဒါကျေးလာနူဝတ်တောင်ဝိုင်းမှာတော်တော်ကြီးမားတဲ့ဖြောင်းလေးတစ်ခုပဲ။ ဲ့ဒီအချိန်မှာတစ်ဖက်ကမြေဈေးကလည်းကျနေတော့ဆိုတော့ယင်းနီးမြုံနာမှုတဖို့နဲ့မြေဝရာမျိုးကတော့တိတ်မရှိဘူး။ဒါမဲ့သူများစီကနေအငှားချထားတဲ့လမ်းမြေဧရိယာကတော့ပိုများလာတာ။အဲ့ကခွန်တဲ့သမတန်းကနေရှစ်တသမတန်းကျော်ကြီးတိုးလာတာကိုတွေ့ရတယ်။ကုံတွေရဲ့ဘက်မှာကိုအခြေနေပြီလို့ရှိလေ။ဘလရေချောင်းကုံတွေမှုစုစုပေါင်းတန်ဖို့ကတော့အရင်နှစ်ထက်အ ਨੇ ကေတက်တယ်လို့ဆိုတယ်။အဲအိန္ဒိယကိုပို့ကုန်တန်ဖိုးကတိတိတသာတက်လာတယ်အဓိကကတော့ရေနံနဲ့တစ်ပေါ့ဒါမဲ့ အဲ့ဒီတစ်တွေကလည်းအများစုကအရွယ်သွေးနှင့်ဈေးပေါ်တဲ့မျိုးစားတွေလို့မှတ်ချက်ပေးထားတယ်။ဂျပန်ကတော့ဝါဂိုရီယန်တင်ပို့မှုတိုးခဲ့လေ။ဒါပေမဲ့အဓိကပုံကုန်ဖြစ်တဲ့ဆန်စပါးကကောအဲ့ဒါအရေးကြီးတယ်မို့လား။အဲ့ဒါကတော့တိတိတာပါကိုကြားသွားတာ။ဟုတ်တယ်။တင်ပို့တဲ့ပမာဏကတန်ချိန်တန်းနဲ့ချီပြီးရောကြသွားတယ်။ဒါကမြန်မာစီးပွားရေးကိုတော်တော်လေးကိုထိခိုက်စေခဲ့တာပေါ့။တွင်းကုန်ဘက်ကကောများစုကကြာဆင်းခဲ့တယ်။စိတ်ဝင်စားဖို့ကောင်းတာက ပြည်သိမ်ဘောလေ UK နဲ့ကွန်တွဲမှု share ကတော့တိုးလာခဲ့တယ်။အဲ့ဒီအစည်းအဝေးကြီးကြောင့်လည်းပါမှာပေါ့။နိုင်ငံသားနဲ့ကွန်တွဲမှုချင်းခွင့်ရမှာတော့မြန်မာဘက်ကအသားအရာပြင်မြက်အိန္ဒိယနဲ့ကွန်တွဲမှုမှာကျတော့အိန္ဒိယကအများကြီးအသားအရာနေခဲ့တယ်။စမုစလုံငန်းပိုင်းမှာရောဘာထူးခြားချက်တွေရှိခဲ့သေးလဲ။အဲ့ဒီမှာထူးခြားတာတစ်ခုကဆန်ဆက်ငယ်တွေအရေအတွက်တော်တော်လေးတိုးလာတာပဲ။စုစုပေါင်းဆက်600ကျော်690ရှိလာတယ်။အိုးဒါပေမဲ့အစည်းအဝေးခန်းစားကတွန်းလှန်ထားတာက ဲ့ဒီဆန်ဆက်တွေကတကယ်တမ်းလိုအပ်တာထက်ပိုများနေပုံရတယ်တဲ့။ဘာလဲဆိုတော့အလို့အများဆုံးရာသီမှာတော့တပတ်မှရက်ပိုင်းလောက်ပဲလေပတ်နိုင်လို့ဆိုပြီးတော့ဒါကလည်းစီးပွားရေးအကြတဲ့ကြားတွေကအသေးစားလုပ်ငန်းထူထောင်မှုပုံစံတစ်မျိုးဖြစ်နိုင်ပါတယ်လေ။တတူတူဖော်ရေးကန်တာကရောဘလို့လဲ။ရေနံတို့ပေါ်တွင်းတို့ဘာတို့ပေါ့ ရေနံထုတ်လုပ်တဲ့ပမာဏကတော့အနည်းငယ်တိုခဲ့တဲ့ဂါလန်တန်944ကနေ948တန်းအချီပေါ့ဒါပေမဲ့ဈေးကတော်တော်ကျသွားတော့ရတဲ့တံမိုးကတိမ်80ကျော်လောက်ကျဆင်းသွားတယ်ပမာဏကျက်ပြီးမဲ့တံမိုးကျတာပေါ့နော်ဟုတ်တယ်ဘော်ရင်ကထတဲ့ခဲငွေတွေ့ကျင်းဤထုတ်လုပ်မှုလည်းကျသွားတယ်ရွှေကျင်တဲ့ရိုးရလုံငန်းလေးတွေတော့ဆက်ရှိနေပြီမိုးကောင်းလို့အထွက်နဲ့တိုးခဲ့တယ်လို့ဆိုတယ် ကျောက်စင်းကတော့အထွက်တိုးပေမဲ့အည်တွေးကြလို့တန်ဖိုးကထက်ကြသွားပြန်ရော။อืมဒါပေမဲ့တင်းသားရင်ဘက်ကတန်ဖြူနဲ့အဖြိုင်နဲ့တန်စတန်ကတော့ဈေးကနည်းနည်းပြန်ကောင်းလာလို့ထိုးလို့မှုပြန်တက်လာခဲ့ပါတယ်။ကောင်းပါပြီ။ဒါဆိုခြုံပြီးတော့ပြောရရင်စီဝါရေးကန်တာကတော်တော်လေးအထိနာခဲ့တဲ့သဘောပေါ့နော်။ကမ္ဘာစီဝါပြက်ကတန်ကိုအလူးလဲခံခဲ့ရတယ်။ကဲဒီစီဝိုင်းအကျအတဲကအုတ်ချိုးရဲ့ရန်တရားကိုတော့ဘလို့တဲရောက်ခဲ့လဲဆိုတာဆက်ကြည့်အောင်ဘယ်ရိတ်ကိုတဲရောက်မှုရှိခဲ့တာပေါ့အဓိကကတော့ဗနာရဲ့ချက်တဲလာတော့ အစိုးရအသုံးစိတ်တွေလော့ချခဲ့ရတယ်။အဲ့ဒီတော့ဝန်ထမ်းအင်အားတွေရှော့ချမှုတွေလော့ခဲ့ရတာပေါ့။ဘလို့ဌာနတွေမှာရှော့ခဲ့တာလဲ။ဥပမာအင်ဂျင်နီယာဌာနပညာရေးဌာနကကျောင်းစစ်မှုတချို့နေရာတွေကျမ်းမာရေးဌာနကပြည်သူ့ကျမ်းမာရေးအရာရှိနေရာအတိတ် မခန့်ကျော်တာမျိုးတွေ။နောက်အကောက်ခွန်မပုံတင်စေဝန်ထမ်းစာရဏီယာတော်တော်များများမှဝန်ထမ်းရှော့ချခဲ့ရပါတယ်။အောက်ချိုးရေးပိုင်းမှာဌာအခြားအပြောင်းလဲလျော်ရှိခဲ့သေးလား။ ဘယင်ကန်ကြောင်းလဲတို့နေမြေဖြင်းစင်ဖွဲ့စည်းမှုတို့လိုမျိုးတွေပေါ့ရှိခဲ့ပါတယ်။ဘယင်ခန်ကစာချော့ချ်အင်းနက်စ်ကနေစာဟျူးစတီဗင်ဆန်ပြောင်းလဲတောင်းယူခဲ့ပါတယ်။ဝင်ကြီးဖွဲ့ပြောင်းလဲတွေလည်းရှိခဲ့တယ်။ နေမြေပိုင်းမှာဆိုရင်လဲချင်းတောက်တန်းမကွေးအန်းမန္တလေးရမီတင်လိုခရိုင်နေမှာအုတ်ချုပ်ရေးပိုလွယ်ကူအောင်ရယ်စရိတ်လော်ချနိုင်အောင်ရယ်ဆိုပြီးတော့မြို့နယ်တွေခရိုင်ခွဲတွေကိုပယ်ဖျက်တာတွေပေါင်းဆက်တာတွေအစ်စ်ပြန်ဖွဲ့စည်းတာတွေလုပ်ခဲ့ပါတယ်နေဆက်တီတာတွေရဲ့အခြေအနေကတော့အဲ့ဒီအချိန်ကဘယ်လိုရှိခဲ့လဲရှမ်းပြည်တို့ကယင်နီတို့ချင်းတောင်တန်းကချင်းတောင်တန်းဒေသတွေပေါ့ရှမ်းပြည်မှာဆိုရင်တော့ဖက်ဒရယ်ရှမ်းပြည်နေမြောက်ကောင်းစီအစည်းအဝေးကိုတောင်းကြီးမှာကျင်းပခဲ့တယ်နောက်ဆော်ဝါတီချို့ရဲ့မင်္ဂလာပွဲတွေရှိတယ် ဝတ်ထုကွန်ထူးချိမဲ့မှုတွေဥပမာမိုးမဲ့ဆော်ဘားကို CIA ပေးတာမျိုးပေါ့ဆော်ဝါဆိုတာကတော့ရှမ်းပြည်နယ်တွေကရိုးရအုပ်ချုပ်သူအကြီးအကဲတွေပေါ့လေဟုတ်ကဲ့နောက်ပြီးတောင်ပိုင်းရှမ်းပြည်နယ်တရဲမှာရှမ်းလူရိုးတွေချိပဲတီးတန့်တက်ခွဲတခွဲစမ်းသပ်ဖွဲ့စည်းကြတာအောင်မြင်မဲ့ပုံရှိတယ်လို့မှတ်ချက်ပေးထားတယ်စီဝါရေးကတော့တိမ်မကောင်းဘူးတောင်ပိုင်းမှာလဖတ်အထွတ်ထက်ဝက်လောက်ကြာဆင်းခဲ့တယ်လမ်းမဆက်တွေ့ကြီးမှာတော့ဟေဟိုးတောင်ကြီးကတရာလမ်းလိုမျိုး အရေးပါတဲ့လမ်းတချို့ပြီးစီးခဲ့ပါတယ်။ကိန်းဒီပြည်နယ်ဆိုတာကအခုကယားပြည်နယ်နော်။အဲ့ဒီမှာတော့ဘလို့အခြေအနေရှိခဲ့လဲ။ဟုတ်ပါတယ်။ကိန်းဒီပြည်နယ်မှာတော့ကန္တာဝတီကိုကရင်းအရာရှိနှစ်ဦးပါဝင်တဲ့အုပ်ချုပ်ရေးဘုတ်အဖွဲ့ကစီမံခန့်ခွဲခဲ့ပြီးတိုးတက်မှုလက္ခဏာတွေရှိတယ်လို့ဆိုပါတယ်။နေဆက်အခြေအနေကတော့အေးချမ်းခဲ့တယ်။မော်ရှိမိုင်းကတော့ဆက်ပြီးလေပတ်နေပြီးတပ်တူတွေထုတ်လုပ်နိုင်ခဲ့တယ်။ဒါပေမဲ့စီးပွားရေးအကြတဲ့အကြောင်းပညာရေးအတက်ဘေးဟိုးကနေပြည်နယ်ထောက်ပံ့မှုရပ်ဆိုင်းသွားခဲ့ပါတယ် ချင်းတောင်တန်းနဲ့ကချင်းတောင်တန်းဒေသလေးပေါ့ကောချင်းနာနဲ့မှာတော့အဲ့ဒီနှစ်ကဝမ်လျောဝမ်ကယောဂဖြစ်ပွားမှုကြောင့်အသေးပြောက်တချို့ရှိခဲ့လို့ဆရာဝန်နဲ့အရေးပေါ်ဆေးလွတ်ကုတာပေးခဲ့ရတယ်။ဒါမဲ့ကြောင်းတစ်တီဖန်လည်နိုင်ခဲ့တယ်။နောက်ပြီးချင်းလူမျိုးတွေစစ်မှုထမ်းမှုပုံပြီးစိတ်ဝင်စားလာကြလို့ချင်းတက်ခွဲတစ်တခုတောင်တိုးချက်ဖွဲ့စည်းခဲ့ရတယ်လို့ဆိုပါတယ်။อืมကချင်တော်နန်းဒေသကတော့ရေပြွေအဖြစ်အေးချမ်းတယ်လို့ဆိုရမယ်။အရာရှိတွေက နေမေကျွမ်းကျင်မှုရအောင်အချင်းနေတီအောင်ခီးရှည်တွေတွားရောက်ခဲ့ကြတယ်။ဟိုဒရဂန်ဒေတာလို့ဟူးခေါင်းတောင်ကြလို့ဝေးလံတဲ့ဒေတာတွေကိုလည်းစစ်ကြောင်းတွေလွတ်ခဲ့ရတယ်။အဲဒီမှာဂျေးကျွန်းစနစ်ကအမိတွယ်နေတုံးလို့ဆိုတယ်။အော်ဟုတ်လား။ဟုတ်တယ်။နောက်ဘိန်းမောင်ခိုးမှုကလည်းကြီးမားတဲ့ပြဿနာတစ်ခုဖြစ်နေခဲ့တယ်။အထူးသဖြင့်73နယ်ခွဲမှာပေါ့။ပညာရေးမှာတော့ သာသနာပြုကြောင်းတွေကအဓိကအခန်းကဏ္ဍကပါဝင်နေပြီးအစိုးရကြောင်းတွေက စေရေးဆက်ကကြီးသလောက်ထိရောက်မှုနည်းတယ်လို့တုံ့တက်ထားတာတွေ့ရတယ်။ဒီနေဆက်ဒေတာတွေရဲ့အထင်းတွေတွေကိုနားထောင်ကြည့်ရတာဗဟုအစိုးရရဲ့အုပ်ချုပ်မှုကတနေရာနဲ့တနေရာပုံစံတူတူကွာခြားပုံရတယ်နော်။ကဲဒီစီပါရဲ့အကြအတဲတွေအုပ်ချုပ်ရေးအပြောင်းလဲတွေကြားထဲမှာတာမန်ပြည်သူတွေရဲ့လူမှုဘဝနဲ့နေဆင်ဖြတ်တဲမှုတွေကတော့ဘလို့ရှိခဲ့မလဲဆိုတာကြည့်ရအောင်။ တရားဥပဒေစိုးမိုးရေးအခြေအနေအောင်စကြည့်ကြမလားဟုတ်ကဲ့အဲအဲ့ဒီကာလကဆီယာဆန်တူပွန်ထက်မှုဖြစ်ပွားပြီးနောက်ပိုင်းကာလဆိုရလေအရင်ကတူပွန်ထက်မှုအရှိန်ပြင်းခဲ့တဲ့ခရိုင်နေမှာတော့လူတက်မှုဒါပြမှုလို့ပြင်းထန်တဲ့ရာဆွေးမှုတွေကတိတိတသားကိုကြာဆင်းသွားခဲ့တယ်။อืมဒါပေမဲ့တချို့နေဆက်ခရိုင်တွေမှာတော့ပြန်ပြီးတိုးလာတာတွေ့ရတယ်။ထူးခြားတာကရန်ကုန်မြို့မှာရာဆွေးမှုတွေတိုးလာတယ် ဒါကစီးပွားရေးကြက်တဲမှုကြောင့်အလုံလက်မဲ့တွေများလာတာတပိုင်းနောက်ပြီးနေတွေကရာဆွေးသားတချို့မြို့ပေါ်တက်လာတာကြောင့်လို့အစိုးရခန်းစားကတုံ့တက်ထားပါတယ်ဒါပေမဲ့မုခင်ဖော်ထုတ်နိုင်မှုကတော့တိုးတက်လာတယ်လို့ဆိုပြန်တယ်နော်ဟုတ်ပါတယ်အဲ့ဒါကရဲတပ်ဖွဲ့သူကြီးတွေနောက်ပြီးရွာသူရွာသားတွေကိုယ်တိုင်ကပို့ပြီးတော့ပူပေါင်းဆောင်ရွက်လာတာကြောင့်မုခင်ဖော်ထုတ်နိုင်မှုကတိတိတသားတိုးတက်လာခဲ့တယ်လို့ဆိုပါတယ်စပလေးတွေကလည်းနေဆက်လုံုံရေးကင်းလဲတာတွေ ဟိုထရီဂန်ဒီတော့ဟူကောင်းစစ်ကြောင်းလေမော်ချီမိုင်အလုတ်တမတပိတ်ကင်တွေတာသူ့ပုံအကျွမ်းအကြာနင်းနေတာစားတာတွေမှာအလုတ်များခဲ့ပါတယ်အစင်းခံစားထဲမှာမတန်းတင်ထားတဲ့ထူးခြားတဲ့မှုခင်းတွေအကြောင်းလဲဖော်ပြထားသေးတယ်ဆိုโอเคတချို့ကတော်တော်လေးကြေကွဲစရာ တချို့ကလည်းထိတ်လန့်စရာတချို့တော့တော်တော်ကိုထူးဆန်းတယ်လို့ပြောရမယ်ဥပမာပသိန်းမှာငင်းချမ်းရေးအဖွဲ့ဝင်ဘုံကြီးတပါးဥခန္ဓမကိုသူ့ပုံတွေကတက်ဖြတ်ပြီးတော့တင်ကန်းကိုမိမအလုံးကြီးပုံစံမျိုးဝစ်ပယ်ခဲ့တဲ့ဖြစ်ရမျိုးပေါ့ဟာ နောက်ပါတဲ့ငါဆုံးမလို့ဆိုပြီးတားဖြီသူကပြန်တက်တဲ့အမှုမြောင်းမြမှာဖြစ်ခဲ့တယ်။ထထုံမဆိုရင်၁၀နှစ်အရွယ်မိန်းကလေး၂ဦးကိုလူ၅ဦးကမူရင်းချင်းတပ်ဖြတ်ခဲ့တဲ့အမှု။နောက်ပခုခုမှာကျတော့ဇနီးတွေကိုနတ်သမီးချစ်စေခြင်းလို့ဆိုပြီးတပ်ပြတ်ခဲ့တဲ့အမှုမျိုးတော်တော်ထူးဆန်းတဲ့အတွေ့ခေါ်ပဲနော်ဟုတ်တယ်ဒီလိုဖြစ်ရတဲ့ကအဲ့ဒီခေတ်ရဲ့လူမှုရေးဖောက်ပြန်မှုတွေအစွန်းရောက်မှုတချို့ကိုမိမောင်းထိုးပြနေတယ်လို့ပါပဲ အချင်းထောင်တွေရဲ့အခြေအနေကတော့အဲ့ဒီတုန်းကဘယ်လိုရှိခဲ့လဲအချင်းထောင်တွေကတော့လူဦးရေနဲ့ပြည့်စုံနေတော့မှာပဲ jail delivery ဆိုတဲ့ပြစ်ဒဏ်ကြားခံပြီးသူတွေကိုစောစောလွတ်ပြေးတဲ့ season နဲ့လူ2000လေးချို့လွတ်ပြေးခဲ့ပေမဲ့ထောင်တွေကပြည့်မဲ့ပြည့်နေတော့မှာဒါပေမဲ့ကောင်းတဲ့အချက်ကအချင်းသားတွေရဲ့အမှုအချင်းပိုင်းမှာတိုးတက်မှုရှိလာတယ်အပြစ်ပေးခံရတဲ့အချင်းအယူအသွက်ကျဆင်းခဲ့တယ်လို့ဆိုပါတယ်လူမှုဖွဲ့မှာနောက်ထပ်အရေးကြီးတဲ့ကဏ္ဍဖြစ်တဲ့ကျမရဲ့ဘက်ကိုကြည့်ရအောင် ပြူရူကျမရဲ့အခြေအနေကဘယ်လိုရှိခဲ့ပါလဲအဲ့တော့တော့ရေဘူးယာအဖင်းရဲ့အနည်းငယ်တိုးတက်မှုရှိတယ်လို့ပြောလို့ရမယ်ထင်တယ်မွေးနှုံတိုးလာပြီးတော့တေဆုံနှုံးကကြဆင်းခဲ့တယ်အင်းကမ္မနာပေါ့ဒါပေမဲ့ချွင်းချက်အနေနဲ့ကြောက်ရောက်ကနဲ့ဝမ်းရောက်ကကြောင့်တေဆုံမှုကတော့တက်လာခဲ့တယ်ဒါပေမဲ့မွေးကင်းစားကလေးတေဆုံနှုံးကကြဆင်းခဲ့လာကတော့ကောင်းတဲ့လက္ခဏာပေါ့အဓိကတေဆုံစေတဲ့ယောဂါတွေကဘာတွေများဖြစ်မလဲနံပါတ်1ကတော့ငပြားယောဂါတယ်အများဆုံးပဲအဲဒီတော့မှတော့ကြောက်ယောဂါကတိတိတတ်တတ်ကိုတိုးလာတယ် အထူးသဖြင့်မန္တလေးမှာအခြေအနေဆိုးခဲ့တယ်။ဝမ်ယောဂါကတော့အများဆုံးအခက်အခက်ကလေးမှာဖြစ်ခဲ့တယ်။ပလေယောဂါကတော့အနှဲငယ်တွေရှိခဲ့တယ်။နောက်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေဝမ်ယောဂါဝမ်ရှော့ယောဂါတွေကလည်းအဓိကသေဆုံးစေတဲ့အကြောင်းရင်းတွေဖြစ်ခဲ့ပါတယ်။လူတွေတင်မကဘူးနော်။တင့်ဆန်တွေမှာတော့ကက်ယောဂါဖြစ်ခဲ့သေးတယ်ဆို။ဟုတ်ကဲ့။အဲ့ဒါကလည်းစီးပွားရေးကိုတကော့ထိခိုက်စေတယ်။ဂျွန်းဝါးတွေမှာဖြစ်တဲ့ကြောက်ယောဂါ Render Pass လို့ခေါ်တဲ့ကူးစက်မြန်ပြီးအလွန်ဆိုးရွားတဲ့ယောဂါက ဒုတိယနှစ်ဆက်တိုက်အကြီးကျယ်ဖြစ်ပွားခဲ့လို့ကျွန်းွားတွေအများကြီးတည်ဆုံခဲ့တယ်။ဒါကလေယာဉ်လုပ်ငန်းကိုထပ်ပြီးတော့ဒုက္ခပေးတာပေါ့။အေးဟုတ်ကဲ့လူတွေအတွက်ကာကွယ်ဆေးထိုးလုပ်ငန်းတွေတော့လွတ်ခဲ့ပါတယ်။ကြောက်ရောဂါကာကွယ်ဆေးဆိုရင်တက်တန်းခွဲကျော်ထုံးနှံပေးနိုင်ခဲ့တယ်။ဆေးအောင်ဆေးခန်းရည်အတွက်ကတော့ဘန်ဒါရည်ရဲ့ချင်းတွေအနှဲငယ်ရော့ကျသွားတယ်။300လောက်ပဲရှိတော့တယ်။ဒါပေမဲ့ကုသမှုခံယူတဲ့လူနာပေါင်းကတော့တက်တန်းခွဲကျော်ရှိခဲ့ပါတယ်။အနာကြီးရောဂါဆစ်ဆဲကုသမှုတွေလည်းလွတ်ခဲ့ပါတယ်။ ဲပညာရေးကဏ္ဍကိုချီရောဖဏာရေးအချက်အတဲရဲ့ရိုက်ခတ်မှုကဘယ်လောက်ထိရှိခဲ့လဲအဲ့ဒါကလည်းတော်တော်လေးထိခိုက်မှုရှိခဲ့တာပါပညာရေးအသုံးစရိတ်တွေ short ချက်ခဲ့ရတော့လုပ်ငန်းတချို့ကို အရှင်း short ခဲ့ရတယ်ဒါမဲ့စိတ်ဝင်စားဖို့ကောင်းတာကစုစုပေါင်းကြောင်တာဝီရေကတော့အနေငယ်တိုးလာခဲ့တယ်9တိန်2000ရှစ်ထုံးကျော်ရှိခဲ့တယ်ဟုတ်လားဟုတ်တယ်အသေးစိတ်ကြည့်ရင်တက္ကသိုလ်ကျောင်းသားဝီရေတိုးလာတယ်ဒါမဲ့ အင်္ဂလိပ်မြန်မာလေတန်းចောင်းသားဦးရေကကျဆင်းသွားပြီးမြန်မာမူလတန်းနဲ့အထက်တန်းចောင်းသားဦးရေကတိုးလာခဲ့တယ်အဲ့ဒါဘာကြောင့်ထင်မြင်ထင်လဲဒါကစီးပွားရေးအခြေအနေကြောင့်မိဘတွေရဲ့ရွေးချယ်မှုပြောင်းလဲသွားတာကိုပြနေတာဖြစ်နိုင်တယ်လေအင်္ဂလိပ်မြန်မာចောင်းတွေကစိတ်ပူကြည့်နိုင်တာကိုဖြစ်နိုင်ပါတယ်အမျိုးသမီးပညာရေးဘက်မှာရောထူးခြားမှုရှိခဲ့လားဒါကတော့အတက်စရာချက်တစ်ခုပဲအမျိုးသမီးចောင်းသူဦးရေကအနှဲငယ်ဒိုးလာတယ်လို့ ဘီအေပွဲရတဲ့အမျိုးသမီးအရဲတော်ကအရင်နှစ်က15ဦးကနေ22ဦးအထိတိုးလာခဲ့တယ်။အများပြည်သူစာမေးပွဲတွေမှာလည်းအမျိုးသမီးတွေရဲ့အောင်ချက်ကကောင်းမွန်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့တိုင်းရင်းသားလူမျိုးစုတွေရဲ့ပညာရေးမှာတော့စင်ခေါမှုတွေရှိနေဆဲပဲ။ဟိုပါတာစကားအခက်ခဲမိင္ရေပညာရေးကိုအားမပေးသေးတဲ့အချိန်နဲ့ဒေတာအလိုက်လိုအပ်ချက်နဲ့တင် जा မှုကွာဟနေတာစတဲ့ပြဿနာတွေရှိကြတာကိုအစီရင်ခံစာမှာဖော်ပြထားပါတယ်။ စာပြင်းနဲ့စာနှင်စင်လောကကတော့အဲ့ဒီထောင်ခွက်၃မှတ်၃မှတ်၃မှာဘယ်လိုအခြေအနေရှိခဲ့ပါသလဲမပုန်တင်စာအုပ်ထောက်ဝေမှုအရေးအတွက်ကတော့တိတ်မမြားခဲ့ပါဘူး169ခုအုပ်ပဲရှိခဲ့တယ်အများစုကဘာသာရေးစာအုပ်48အုပ်နဲ့ဝိတ္ထု19ဝမ်တွေပါထူခြားတဲ့စာပေလဲရကြီးတွေတော့မထော်ထည့်ဘူးလို့မှတ်ချက်ပေးထားတယ်တတင်းစာ channel တွေကတော့တတင်းစာ channel တွေကတော့အဲ့ဒီခေတ်ရဲ့နိုင်ငံရေးလူမှုရေးအခြေအနေတွေကိုတော်တော်လေးတက်တက်ကြွကြွဖော်ပြခဲ့ကြတယ် ဒါပေမဲ့အစိုးရဝေဖန်ရေးသားမှုတွေကြောင့်တရင်းစာနှဆောင်ဟာအက်ဒီတာတွေနိုင်ငံတော်ပုံကမ်းမှုနဲ့ထောင်တိုင်းကြက်ခံခဲ့ရပါတယ်။ဒါအဲ့ဒီခေတ်ကလွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်အခြေအနေအားအကန့်အသတ်ရှိနေသေးတယ်ဆိုတာကိုပြနေတာပေါ့။တရုတ်လူမျိုးတွေဂျပန်ကွန်ပီစီတပိတ်မောက်တာကျုပ်ပြည်ဝငွေနဲ့လူတွေဆေးလွတ်ကူညီတာတွေလည်းအဲ့ဒီအချင်းကခေတ်ခဲ့တယ်။ကောင်းပါပြီ။နောက်ဆုံးအပိုင်းအနေနဲ့ အခြေခံစာဝုံဖွံ့ဖြိုးတိုးတက်မှုကဏ္ဍကိုကြီးကြရအောင်လမ်းဒီတရားတွေဆယ်မြောင်းတွေအခြေအနေပေါ့ဒီကဏ္ဍကလည်းခုနပြောသလိုပဲဘဏ္ဍာရဲ့အခြေတဲ့ရဲ့ရိုက်ခတ်မှုကိုတော်တော်လေးခံခဲ့ရပါတယ်လမ်းထစ်တွေဖောက်လို့တာကမရှိသလောက်နေပါသွားပြီးတော့ရှိပြီးသားလမ်းတွေကိုပြုပြင်ထိန်းသိမ်းတာကိုပဲအဲ့ဒီကလုတ်ခဲ့ရတယ်အဆောက်အုံလေးလာတော့အစိုးရအဆောက်ရဲ့ဆောက်လုပ်ရေးကုန်းစည်းရေးကလေးတိတိတတ်တာကိုကြဆင်းသွားတယ်ဒါပေမဲ့လိုအပ်တဲ့ရဲစခန်းတချို့ ဝန်ထမ်းလိုင်းကဆေးရုံကြောင်းအစ်စ်တချို့ကိုတော့စောက်လို့ပြီးစီခဲ့တာတွေတော့ရှိပါတယ်မီယထာလန်းကတော့အဲ့ဒီချိန်ကအိမ်မတရားကြီးစောင့်နေတော့ဆိုတာမှန်ပြီဟုတ်ပါတယ်မီယထာလန်းအရှိကတော့အစ်စ်တွမလာဖဲ့ပါဘူးမိုင်း1050ခုတည်းမိုင်းပဲရှိတယ်အင်းဝစီကိုင်တရားကြီးကိုတော့ဆက်လက်စောက်လို့နေဆဲဖြစ်ပါတယ်တကအဲ့ဒီခရီးရဲ့ကြီးမားဆုံး engineer စီမံကိန်းကြီးတွေတကတခုပေါ့ဟုတ်ကဲ့မတော်ရဆမှု20လောက်ဖြစ်ခဲ့တယ်ရေကြီးမှုတွေကြောင့်ပကူးပြင်မနာ ဘကူးမော်လမြိုင်လမ်းပိုင်းဒီပြတ်တောက်တာမြို့တွေရှိခဲ့ပြီးဝင်းငွေကျဆင်းလို့အတုံးစိတ်တွေရှော့ချခဲ့ရပါတယ်။ရန်ကုန်စစ်ကမ်းအခြေအနေကတော့အဲ့နဲ့မှာဘလို့ရှိခဲ့လဲ။ရန်ကုန်စစ်ကမ်းကိုဝင်ထွက်တဲ့တင်ပေါ်အရေးအတွကြောင့်ကုန်စည်ပမာဏပါကျဆင်းခဲ့ပါတယ်။သရုံရရင်ဆက်လင်း25ခုနဲ့နောက်ပိုင်းအနှိမ့်ဆုံးအခြေအနေလိုတော့ဆိုထားတယ်။ဟိုးဟုတ်တယ်။ကဲနာတရားအစ်တွေစောက်ခိုးကိစ္စကိုလည်းပြန်ပြီးတုံးတက်ခဲ့ရပြီးလောလောဆယ် ဘာစထရီးမှာတခုပဲလိုအပ်သေးတယ်လို့ဆုံးဖြတ်ခဲ့ကြတယ်။ဒါပေမဲ့ဤပညာပိုင်းမှာတိုးတက်မှုလေးတွေရှိတယ်။ရေချောင်းတွာလာမှုလုံခြုံရေးအတွက်မင်္ဂလုန်မှာရေဒီယိုဘီကန်လို့ခေါ်တဲ့ရေဒီယိုအချက်ပြစနစ်တက်စင်တာမျိုး နောက်ပြီးမြေရဒီရအခြေအနေကို လေ့လာဖို့ပုံစံငယ် title model တခုကိုလန်ဒန်မှာတိစော့စမ်းတက်တာမျိုးတွေတော့လုပ်ခဲ့ပါတယ်။အနာဂတ်အတွက်ချုပ်တင်ပြင်ဆင်မှုတွေပေါ့ စိတ်ကမ်းရဲ့ဘန္ဒာရေးအခြေအနေကကြက်တေးပဲမဲ့အရင်ငွေအခြေအနေကတော့ကောင်းတယ်လို့ဆိုပါတယ်။ရှင်မြုံးနဲ့ရေကာတာတွေကရောအဲ့ဒါတွေကလည်းရှိပြီးသားတွေကိုပြုပြင်ထိထိန်တာအနှဲငယ်တိုးချေတာတွေဆက်လုပ်ခဲ့ပါတယ်။ရွှေဘူ၊စလင်း၊မုံလိုအဓိကရှင်မြုံးတွေမှာလုပ်ငန်းတွေဆက်လုပ်ခဲ့တယ်။ ဒါဒီကစိုက်ပျိုးရေးအတွက်အရေးကြီးတဲ့အခြေခံစောင့်အောင်တွေဆိုတော့လေနိုင်ငံတက်တော်တော်လေးကိုစင်ခေါ်မှုတွေများပြားခဲ့တဲ့နှစ်တည်းနဲ့ထိခဲ့ပုံရပါတယ်နော်။ကမ္ဘာစည်းဝါးပြက်ကတ်ရဲ့ record မှုကလူမှုဘဝရဲ့ကဏ္ဍပေါင်းစုံကိုတော်တော်လေးပြင်းပြင်းထန်ထန်ထိမှန်ခဲ့တယ်။ဟုတ်ပါတယ်။စည်းဝါးရဲ့ချက်တဲမှုကြောင့်လေယာမီပိုင်ဆိုင်မှုမှာအပြောင်းလဲချေတွေဖြစ်ခဲ့တယ်။အုတ်ချိုးရေးရန်တရားမှာအတုံးစည်းရည်ရှော့ချပြီးဝန်ထမ်းတွေရှော့ချရရတယ်။လူမှုရေးမှာလည်းရာဇဝတ်မှုတွေချမှတ်ရေးပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရတယ်။ဒါတွေက အဲ့ဒီခေတ်ရဲ့အဓိကကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေပုံရိပ်တွေပါပဲဒါပေမဲ့တစ်ဖက်မှာလည်းအဲ့ဒီအခက်အခဲတွေကြားရဲကနေမှတိုးတက်မှုလေးတွေမျိုးလင့်ချက်အလင်းရောင်လေးတွေရှိခဲ့တာကိုလည်းတွေ့ရပြန်တယ်နော်ဥပမာအင်ဝါဒနာလိုစီမံကိန်းကြီးတွေဆက်လက်အကောင့်ထည့်ဖို့နေရမျိုးအမျိုးသမီးပညာရေးမှာတိုးတက်မှုရှိလာတာကွန်တွေးရင်းနဲ့တက်တူလုံကန်တချို့မှာအနည်းနဲ့ပြန်လဲနာလန်ထူလာတဲ့လက္ခဏာတွေတွေ့ရတာမျိုးပေါ့မှန်ပါတယ်ဒီအစိမ်းဟန်ဆာကတမိုင်းရဲ့အရေးကြီးတဲ့အပြောင်းလဲကာလတစ်ခုပေါ်ကွက်ကွက်ကွန်ကွင်းထမ်းပြနေတာပါ နေကုန်းချုပ်ကနေနဲ့အတွေ့ပါစရာလေးတခုပြောချင်တာကတော့လေဒီစကောရ30စတွန်းစီရင်ခန်းစားထဲမှာကျွန်တော်တို့တွေးခဲ့ရတဲ့လေယာဉ်ပိုင်ဆိုင်မှုအပြောင်းအလဲတွေစီပိုင်း PR တွေကြောင့်လူတန်းစားတွေကြာဖြစ်ပေါ်လာတဲ့တဲမာမှုတွေတိုင်းဒါလူမျိုးစုတွေကြာကဆက်ဆံရေးအခြေအနေအုတ်ချွေးရန်ရည်ရဲ့အားနေကျအားထားချက်တွေပေါ့ဒီအကြောင်းအရာတွေဒီလမ်းကြောင်းတွေဟာနောက်ဆက်စုနေတဲ့အတွင်းဖြစ်ပေါ်လာမဲ့မြန်မာနိုင်ငံရဲ့လူမှုရေးအပြောင်းအလဲတွေ လွတ်လပ်ရေးချိုးပန်းမှုတွေနောက်ပြီးတော့လွတ်လပ်ပေးခဲ့မြန်မာနိုင်ငံရဲ့အနာဂတ်ရှေ့ခရီးကိုဘယ်လိုအတိုင်းအတာအထိလွှာမိုးပုံဖော်ပေးခဲ့မလဲဆိုတာကိုဆက်လက်ပြီးတော့လဲလာစဉ်းစားကြည့်ဖို့ important ကောင်းတဲ့အချက်တွေဖြစ်ပေါ်လာတယ်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဒီ1930မိနစ်33ခုနှစ်ကတမိုင်းဝင်စီရင်ခန်းစားကို အခြေခံပြီးစိတ်ဝင်စားစရာအထက်အလက်များစွာကိုအတူတကွဆွေးနွေးလေ့လာခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင် နောက်တစ်ချိန်မှပြန်လည်ဆုံတွေ့ကြပါမယ်။